အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကုန်းမောင်ကြီးကြော်လေးကြော်စားကြရအောင်เนาะကျမကတော့စက်သားကိုတုံးထားပါတယ်ရှင်အရင်ဆုံးစက်သားကိုရေးစေးပြီးတော့အသုံးလေးတွေတုံးထားပါမယ်ရှင်စက်သားမုံအချုံမုံစာနှင်းစီတဲငံပြာကြီးရိုးကောင်းမုံခရူစီတဲငံပြာကြီးအချို့တို့ထည့်ပါမယ်ရှင်အချုံမုံလေးနည်းနည်းကိုလည်းထည့်ထားပါတယ်ရှင် ပြီးရင်တော့စက်သားတွေကိုတရားထောင်ဝင်တဲ့အထိတရားစုံနေပြီးတော့နှတ်ထားပါမယ်နော်စီပူလာရင်တော့အရာလာနှတ်ထားတဲ့စက်သားတွေကိုအရင်ဆုံးကြော့ပါမယ်ရှင် က်သားလေးတွေနည်းနည်းကျက်လာပြီဆိုရင်ပကံတစ်ခုတည်းကိုဆင်ထားပါမယ်ရှင်ထဲကျော်ဖို့ဘူစားပဲဒီပန်းခော်ပြီးမူလာဥညိတို့ကိုပြင်ဆင်လိုက်ပါဦးမယ်နော် လေးတွေအစင်းနဲ့ပြန်ထားပြီးပါပြီရှင်။ကျွတ်သူနီကိုလည်းအတုံးလေးတွေတုံးပြီးတော့ထည့်ပါမယ်နော်။ပြင်ထားတဲ့အသီးနှံလေးတွေကိုစီပူပူမှကြော်ပါမယ်ရှင်။ပူချီချီနဲ့ကြော်ရင်တော့ပူပြီးတော့အဆင်ပြေပါတယ်နော်။အတီးနံလေးတွေနည်းနည်းကြက်လာရင်

်ကြော်ထားတဲ့အသီးညာလေးတွေထည့်ပြီးတော့ရရတာအစားပလာထည့်ပါမယ်ရှင်။ နောက်ဆုံးအနေနဲ့ဒီချက်ခံပြီးမှစက်တော်မလေးတွေပြူပါမယ်ရှင်ခုလိုနည်းနည်းလောက်မှွေပြီးရင်တော့စက်ကူးမောင်းကြီးကြော်လို့ရပါပြီရှင်အားလုံးပဲစားကောင်းကြပါစေနော် ကြည့်ရှုပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။